Hello my lakshmi ကျွန်တော်ဒီနေ့ပြပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality မှာ copy strike ဒီအများကြီးထိပြီးမှကျွန်တော်ရှင်မှာ subs လာတဲ့ဥစ္စာကိုဒီဥစ္စာပြန်ပြီးမှစင်းအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲ Facebook team ကိုဘယ်လို request ပြုတင်ပြီးသွားရမလဲဆိုပြီးဒီ video မှာအလုပ် အသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အိမ်ဆုံးကျွန်တော်တစ်ချက်ပေါ်ကြည့်မယ်ဆိုလို့ရှိရင် page ရဲ့ recommendation အပိုင်းမှာဆိုရင် start ချက်ချက်ဖြစ်မှာ your page broken sam rule ဆိုပြီးပြတယ်အခုလိုမျိုး star ကြက်ချက်ပြတော့ခဲ့ပြီဆိုရင်တော့ဒီ page မှာ post အသေး content အသေး blog ဝင်တင်တင်လူအများစီကိုမရောက်ပင်နဲ့ဒီ page မှာရှိတဲ့ follower အနည်း possible ရောက်တဲ့အတွက်ကြောင့် rich englishman ကြာတော့ခဲ့တယ်အကယ်လို့ဒီ star က count တော့ခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေက page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတဲ့ဒီ page နဲ့ follower မဖြစ်သေးတဲ့လူအသစ်စီကိုလည်း facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာတယ်အဲ့အတွက်တရားစာလဲပြန်ကောင်းအောင်ဆိုမှ request view ဒီ video မှာ ှာပဲအားလုံးလုတ်ဆောင်သွားပါမယ်။အဲ့အတွက်ကျွန်တော်အရင်ဆုံးသွားမှာတော့ကျွန်တော်ဒီ page quality မှာ straight အများကြီးထိတဲ့ဥစ္စာကို request attribute တင်ဖို့တင်းနေရ step by step လုပ်ပြီးကျွန်တော် ပြပြပြမယ်။ request attribute မတင်ခင်ဘာတွေလုတ်ဆောင်သွားရလဲဆိုကျွန်တော်ဒီမှာချက်ပြပြပါမယ်။ request attribute မတင်ခင်ကျွန်တော် page ကိုအရင်ဆုံးစစ်ဆေးရတယ်။အကယ်လို့ကျွန်တော် page က copy post copy content နောက်ခံတခြင်းတမမွေ violation content ပတ်သက်ပြီးတင်ထားလို့ဆိုရင်အဲ့ဒီ content လေးအားလုံးဖြတ်မယ်။အားလုံးဖြတ်လို့ပြီးသားခဲ့ပြီးဆိုလို့ရှိရင်တော့ကိုယ်ပိုင် content genuine content တင်ထားဆိုရင်ပြီးရင်ကျွန်တော် defect တစ်ချက်လာပြီးမှ helen's passport တစ်ချက်ပြန်နေမယ်ပြီးလို့ရှိရင် sport and boss တစ်ချက်ပြန်သွားမယ်ပြီးရင် your alert တစ်ချက်ထောက်တော့မှကျွန်တော်ဒီနေရာမှာ error လေးရှိတယ်ဒီနေရာမှာ corporate copy post လေးရှိရဆိုရင်အဲ့ဒီ post man တွေများအားလုံးဖြစ်လို့ပြီးတော့ခဲ့ပြီးဆိုရင်ဒီ page မှာ current post တင်တဲ့ admin ပေါ့နော်ကျွန်တော်နံပါတ်ချက်ကြည့်မှာဒီ admin နဲ့တင်တဲ့အတွက်ကြောင့်ဒီ page က ထိသွားခဲ့တဲ့ဆိုရင်ဒီ page မှာတန့်ရှင်းတဲ့အခြား admin အစ်စ်ခံပြီးမှဒီ admin ကိုဒီ page ကထုတ်ပြီးမှအဲ့ဒီ admin အစ်စ်နဲ့ဒီ page မှာ post တင်တာ9ရက်6ရက်10ရက်လောက်ရှိသွားခဲ့ပြီးတင်တဲ့ post content နဲ့ original post content နဲ့တင်သွားတဲ့ ပြီးလို့ရှိရင် live stream ပါညာလူတော့ဆိုပို့ပြီးအဆင်ပြေတာပေါ့နော်အဲ့လိုမှမဟုတ်ပဲ video တွေဒါမှမဟုတ် content တွေတခြားလေးစစ်စစ်ပြီးတင်သွားတဲ့ original content တင်သွားတဲ့ဆိုမှအဲ့ဒါမှကျွန်တော် request view တင်လို့ရတယ်ဒီ page ကကျွန်တော်အနေနဲ့တခြားစစ်စစ်ပြီးတခြားလောက်ဆောင်ပြီးပြီး page owner လည်းတခြားပြောပြပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မို့ request view တင်ဖို့ဒီနေ့ကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်အဲ့အတွက်ကျွန်တော်တို့ request view တင်ဖို့ဆိုရင်ကျွန်တော်ဒီ page တစ်ချက်လာပြီးမှကျွန်တော်ဒီ form တစ်ချက်နေပြီးတွားလိုက်ပါမယ်ဒီဥစ္စာကျွန်တော် corporate affiliate form ဆိုတဲ့ဥစ္စာကျွန်တော် page မှာအခုဆိုရင် corporate strategy လေးအများကြီး ထိထားတဲ့အတွက်ကြောင့်ပစ်ကအခမ်းမတင် suspended ဖြစ်တော့ဖို့နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာဆိုတစ်ချက်ကြည့်မယ်ဆိုရင် Marshall အပိုင်းမှာ suspended ဖြစ်နေတယ် Pitch Rich အပိုင်းမှာ suspended ဖြစ်နေတယ်အခမ်းမတင်ဒီ Pitch ကဒီမှာ Pitch is at risk ဆိုတဲ့နေရာမှာ Pitch suspended ဖြစ်တော့ဖို့နိုင်တဲ့အတွက်ကြောင့်ဒီဥစ္စာတရားလေး request review တင်ရပါမယ်အဲ့အတွက်ကျွန်တော်ဒီဖက်တစ်ချက်လာပြီးဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Pitch name တစ်ချက် copy ကူပြီးထည့်တော့ပါမယ် page နာမည်လေးရတယ် page ရ username နဲ့ရပါတယ်ခင်ဗျာနော်ပြီးရင်တော့ကျွန်တော်လက်ရှိသုံးနေတဲ့ email တခုကျွန်တော်ထည့်သွင်းလိုက်ပါမယ်ဟုတ်ပါမလားအဲ့ဒီ email ကျွန်တော်သုံးတာကျွန်တော်မှဒီ Facebook account အရင်များတော့ email လည်းအရင်များတယ်ပေါ့နော်အတွက်ကျွန်တော်တခြားလေးစစ်စစ်ရပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ဒီ email သုံးနေမှန်ကန်တယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆွေးနေတော့ ကျွန်တော်ရဲ့ page ရဲ့ url link ဖြစ်ပြီး user name ဖြစ်ပြီး copy ကူပြီးမှကျွန်တော်ဒီမှာတစ်ချက်ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ amazon affiliate ရဲ့ server ထည့်သွားမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်ဒီမှာစာသားလေးတွေကျွန်တော်လုပ်ထားတာဥစားတော့ရှိတယ်ခင်ဗျာပေါ့နော်ကျွန်တော်ဒီမှာဒီစာသားထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ပါ냐အားလုံးထည့်သွားမယ်အတွက်ကြောင့် page နာမည်အင်ဆိုကျွန်တော် check copy ကူမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီ page your name ဆိုတဲ့နေရာမှာကျွန်တော် page name ထည့်မယ် ဒီတော့ page name ထဲမှာပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုကျွန်တော် Facebook account နာမည်ထည့်မယ်အတွက်ကြောင့်ကျွန်တော် affiliate တင်မယ် admin နဲ့နာမည်ထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်တစ်ချက်ထည့်သွားလိုက်ပါမယ်ပြီးရင်လည်းကျွန်တော်ဒီ host လေးကျွန်တော် test set ထည့်လုပ်ပြီးသွားလိုက်ပါမယ်အခုလိုမျိုးကျွန်တော်လုပ်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ page share link ကျွန်တော်တစ်ချက်ထည့်မယ်အတွက်ကြောင့်ဒီ owner လေးမှာကျွန်တော်ဒီမှာပြန်မှာ page link pitch link ဆိုပြီးရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် offline တော့ကျွန်တော်ဒီမှာ pitch link pitch လုပ်ထားအောင်ဆက်တယ်မဒီ pitch link တစ်ချက်ပြန် copy ကူးမယ်ပြီးလို့ရှိရင်အခုနဲ့နဲ့တစ်ချက်ပြန်သွားပြီးမှဒီမှာ pitch link pitch လုပ်ထည့်ပြီးမှဒီဥစားအားလုံးကျွန်တော်တစ်ချက် copy ကူးပြီးသွားပါမယ် copy ကူးပြီးစင်တော့ကျွန်တော်ဒီမှာစင်ဒီ wallet လေးမှတစ်ချက် pitch လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာဒီ pitch wallet ဒီအနေနဲ့ဖြစ်တဲ့ skin shot ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်ဒီအောင်နာတော်မှာဒီချုံကို file ဆိုတစ်ချက်နှိပ်မယ်ကျွန်တော်တို့ skin shot ဆွဲထားပြီးတဲ့ရှိတဲ့အတွက်ကြောင့်မို့တစ်ချက်တည်းကျွန်တော်ထည့်လိုက်ပါမယ် အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော်ဒီဖက်ကနေ send ဆိုတာနှိပ်ပြီးမှ request ဆက်ပြတင်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail မှာ code ရှင်းလွန်ကြမယ်တို့ကြောင့်အဲ့ဒီ code ရှင်းလွန်ကျွန်တော်တစ်ချက် copy ကူပြီးထည့်သွားမယ်အဲ့တော့ကျွန်တော်ဒီဥစ္စာကို refresh လုပ်ပြီးသွားမယ်ကျွန်တော်ဒီ apple zone မှာကြာလိုက်ပြီဆိုရင်တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီ code လေးကိုကျွန်တော်တစ်ချက် copy ကူရပါမယ်ပြီးရင်ကျွန်တော်ဒီ query လေးမှာတစ်ချက်ပြန်ဖိပြီးမှကျွန်တော် confirm ဆိုတာတစ်ချက်နှိပ်ပြီးသွားမယ်ဆိုရင်ကျွန်တော်ဒီမှာ I'm not robot to verify တစ်ချက်ပြန်လုပ်ရမယ်အတွက်ကြောင့်ဒီမှာ taxi ဆိုရင်ကျွန်တော်ဒီ၃ခုကျွန်တော်တစ်ချက်ရွေးပြီးမှ verify နေမယ် MH လေးပြပြီးဆိုရင်အောက်ကနေ submit ဆိုပြီးနေပြီးသွားမယ်ကျွန်တော်ဒီနေရာမှာ process အနည်းငယ်လေးကြာမယ်အချင်းအနည်းငယ်လေးစောင့်ပြရပါမယ်ချက်ချင်းကျွန်တော်ထွက်သွားလို့မရအောင်နော်ချက်ချင်းထွက်သွားမယ်ဆိုရင် Facebook team ထဲကိုမရောက်ပါခင်ဗျာနော် Facebook team ဝန်ထမ်း AI တွေသူတို့အလုံးလုံးနဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကချက်ချင်းထွက်လို့မရအောင်အခုလိုမျိုးပြသွားခဲ့ပြီးဆိုရင် from submit successfully ဆိုသူတို့ရဲ့ review ထောက်ရောက်သွားခဲ့ပြီးအတွက်ကြောင့်သူတို့သူတို့ system ေးလိုက်ပါမယ်ပြီးလို့ရှိရင်သူတို့ check in လုပ်ပြီးမှကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမယ်အဲ့တော့ကျွန်တော် okay တစ်ချက်နေပြီးတော်လိုက်ပါမယ်ဒါကြတော့ပထမ step နဲ့ပြီးတော့ခဲ့ပြီးဆိုရင်ဒုတိယ step နဲ့ကျွန်တော်ဒီနောက်တစ်ချက်လာပြီးမှကျွန်တော်ဒီ option နဲ့ဆင်းတော့မယ်ဒီစာတွေအားလုံးဖတ်တော့လို့ရတယ် page ကဘာကြောင့်အခုလိုမျိုးဖြစ်တယ်ဆိုမှပေါ့နော်ဒီ page a fill from တစ်ချက်နေမယ်ပြန်ကြရအပေါ်ဆုံးမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ email ကြောင့်တစ်ချက် copy ပြီးမှထည့်သွားရပါမယ်။ ကျွန်တော်ဘက်ကအင်တာနက်နည်းနည်းလေးနေကွေးမှုရှိတယ်လို့တီးခံပြပါနော်ထင်ငေါ်ထင်ငေါ်ဖြစ်သွားခဲ့ပြီးရင်ကျွန်တော်ဒီမှာဆိုရင်တော့ page ကဖြစ်လို့ကျွန်တော် page ကိုရေးမယ်ပြီးရင်ကျွန်တော်စာသားတော့အခုနဲ့စာသားပဲတစ်ချက်ပြန် copy ကူပြီးမှထည့်သွားရပါမယ်မရသေးဘူးစာသားကပြန် copy ကူရမယ်ပြီးရင်တော့ကျွန်တော် gmail နဲ့ဖြတ်ပြီးမှစာသားထည့်လိုက်မြို့ကျွန်တော်လည်းမနော်အားလုံးထည့်ပြီးပြီးရင်တော့ organized submit nebi ma polai pa me dio christmas me from submit successfully so through pa kan te cha se se bi ma chano input improve lo bi la ma lo pyo me so chano respond lo bi la me phet pare dio sa prathama step dutiya step bi da khe bi so now so set up kan chano request submit niyam at cha ma chano pish ka ba phit da le chano pish niyam chano che twa ma commit standard violation da ma mwe le chano di species at risk တို့ချက်ကိုပြီးကိုပြီးမှကျွန်တော်ဒီအပေါ်ဆုံးမှာထည့်တော့မှာသူ subject ဆိုတော့ကျွန်တော် title ခေါင်းစဉ်လို့အတူတူပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီစာသားနေရာမှာလည်းဒီစာသားတစ်ခုပဲကျွန်တော် copy ကိုပြီးထည့်တော့ရပြန်ဒါကြတော့အဖက်ဖက်ကနေကျွန်တော်တို့ paper model နဲ့ Facebook ဒီမှာနေမြန်မြန်ဆန်ဆန်စစ်ဆေးပြပါတယ်ကျွန်တော်လိုမျိုးကဘာမှာဖြစ်တဲ့ case တွေအများရှိတဲ့အတွက်ကျွန်တော်တို့က response လုပ်ဖို့မနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖက်ကနေဒီလိုမျိုး tag ခတ်တယ်လဲပို့ပေးရပါတယ်ဒီအနည်းဆုံး၃နေရာနဲ့ကျွန်တော်ပို့ကိုပို့ရပါတယ် ပြီးမှကျွန်တော်အခုနပြောတဲ့အတိုင်း page ကိုလည်းဒီအနေအားဖြစ်တဲ့ second shot တစ်ချက်ပြန်ထည့်မယ်အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်အောက်ကနေတစ်ချက်ပြန် submit နဲ့ပြန်တော်လိုက်ပါမယ်ဒီ case မှာလည်း from submit successfully ဆိုကျွန်တော်ကျွန်တော်ဘက်က request တွေပြုတင်တာလုံးဝအမြင်တော့ခဲ့ပြီးအခုလိုမျိုးကျွန်တော်တို့ request တွေပြုတင်လို့ပြီးသားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာတင်ချင်တဲ့တင်လို့မရပါဘူး page ရဲ့ policy facebook ရဲ့ policy နဲ့ live တဲ့ content လေးတွေသူများ content ကို copy မလုပ်ဘဲနဲ့ကိုယ်ပိုင် video လုပ်မယ်ကိုယ်ပိုင်စာသားရေးမယ်ကိုယ်ပိုင် content fan tv မှာတင်တော့မယ် content တင်တဲ့ခါမှာလည်းဒီ facebook ကပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီဒီရိုင်းစတဲ့စကားလုံးကြံတဲ့စကားလုံးညဉ့်ညံ့တဲ့စကားလုံးမျိုးတူတူတက်တိုက်ခတ်တယ်ပုတ်ခတ်တယ်မကောင်းတဲ့အကြောင်းနဲ့ပတ်သက်တဲ့စကားလုံးတင်တော့လို့မရဘူး blacklist ပါညာတင်တော့လို့မရဘူးငွေလွှဲ second shot ပါညာတင်တော့လို့မရဘူးပြီးလို့ရှိရင်ကျွန်တော်ဒီ account တွေတည်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်တွေးထက်တဲ့ရင်ဖြစ်တဲ့ဥစ္စာနဲ့ပ တ်သက်ပြီးတင်သွားလို့မရဘူးဒီလိုတော့တင်သွားလို့ရတယ်ဒါပေမဲ့တချို့ကျတော့တွေးထွက်တိုင်နဲ့ပတ်သက်ပြီးခုတ်တက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ကျတော့လင်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရပါဘူးခင်ဗျာနော်တချို့ကျတော့ရှိရဒီလိုမျိုးတက်ပုံတွေကကိုယ်ပိုင်တက်ပုံမဟုတ်ဘဲနဲ့သူများ page ကတက်ပုံတွေ အခြားဟိုဆက်ကတက်ပေါ်နေအလွယ်တကူ download ဆွဲလိုက်ပြီးမှ editing လုပ်ပဲ pitchment တင်ပြီးသားမစင်ဒီ copyright content တပ်ပတ်ရခုပြမရှိပဲသူများ content ယူသုံးနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က download ဆွဲလိုက်လို့ဆိုရင်လည်းပြန် edit လုပ်ပြီးတင်သွားရတာပေါ့နော်ဒါကြတော့ဒီ page owner ကျွန်တော်ပြောတဲ့အတွက်ကြောင့်မို့ဒီ page owner အခြား website ကတက်ပေါ်နေ download ဆွဲလိုက်ပြီးမှဒီ canva software မျိုးတော့မှဒီ color လေးအနေချင်း change နဲ့ crop panel လုပ်ပြီးမှဒီမှာဆိုသူစာသားရေးပြီးထည့်တယ်ပြီးလို့ရှိရင် သူဒီမှာဒီလိုလေးဒီထည့်သွားခဲ့တယ်မဟုတ်သူ page နဲ့ like ဖက်တဲ့စာသား content branded ပညာလူကူပညာအလုံးထည့်သွားခဲ့ပြီးမှသူကလုတ်ပြီးသွားတယ်နောက်တစ်ခုကျတော့တချို့နားမလည်ရှိရမနော်ဒီ ကိုကိုတိုင်းဗီဒီယိုတစ်ခေါက်လုပ်လိုက်တယ်အဲ့ဒီဗီဒီယိုကျွန်တော်ဒီ page မှာလည်းတင်တယ်နောက်ထပ် page 3ခုရှိရဆိုလဲနောက်ထပ် page 3ခုမှတော့ပြီးတင်တယ်ဆိုရင်အဲ့ဒါ violation ဖြစ်ပါတယ်တက်ပုံနဲ့ထုံနည်းလောက်ကောင်းပဲပြောမစရင်ပုံပြီးတော့တဲ့ content use လုပ်ပြီးတော့တဲ့ content ကိုပြန်သုံးလို့မရဘူးပြန်သုံးမစရင်တော့ copyright content ဖြစ်ပါတယ်ခင်ဗျာနောက်အဲ့တွဲတစ်ချိန်မဲ့သုံးပိုင်ခုရှိရနောက်တစ်ချိန်ပြန်သုံးမစရင်ပြန်ပြီး edit လုပ်ပါဒါမှမဟုတ်ပြန်မှအစ်စ်တက်ပုံရိုက်ပြီးမှဒါမှမဟုတ် edit refresh ပါညာလုပ်ပြီးမှတင်သွားလို့ရပါတယ်ခင်ဗျာနော် ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ page ကပြန်စိမ့်တော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် second shot ရိုက်ပြီးမှကျွန်တော်တင်ပေးတော့ပါမယ်ဒီ page တစ်ခုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ကျွန်တော်ပြပေးမယ်ဒီ page တစ်ခုဆိုလို့ရှိရင်တော့ page မှာ straight လေးတွေ9ချင်း10ချင်းလောက် straight ဖြစ်ပြီးမှကျွန်တော်ရှင်းမှာ service address ကအချင်းတို့အတွင်းမှာပဲ page ကလုံးဝစိမ့်တော့ခဲ့တာပေါ့နော်ဒီ page owner လည်းကျေးဇူးတင်လို့ကျေးဇူးတင်လို့မဆုံးပါဘူးဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် we restore your page ဆိုပြီးပြတာပေါ့ page ကလုံးဝ perfectly ကောင်းတော့ခဲ့ပြီ which english မှာလည်းတော်တော်လေး းကိုကောင်းတာခဲ့ပါပြီအရှိအရှိမှလည်းကျွန်တော်ဗီဒီယိုအမြိုင်းတင်ထားပြီးတဲ့တစ်ချက်တော့ချိနိုင်ပါတယ်တကယ်လို့လူချင်းမင်းတို့အတွဲဒီဗီဒီယိုအကျိုးဖြစ်စေတဲ့ဆိုရင်တော့ like share ဘာညာလုပ်သွားလို့ရပါတယ်เนาะအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်